နယ်စပ်ကနေဒီစင်တင်ပို့နေတဲ့မြမပုတ်ကုံတွေကိုတရုတ်ပြည်နယ်အစိုးရကပိတ်ပင်တားဆီးထားတာဟာအစိုးရအဖွဲ့ပေါ်မှာလည်းတက်ရောက်မှုရှိလာနိုင်တဲ့အကြောင်းကြွန့်ကျင်သူတွေကသုံးသပ်ထားပါတယ်။ဥတိုက်စင်သတင်းပေးပို့ထားပါတယ်ခင်ဗျာ။တရုတ်မြန်မာနယ်စပ်ဖြစ်တဲ့မူဆယ်ကဒီစင်တရုတ်ယူနန်ပြည်နယ်ကိုမြမရထွက်ကုံပါဝင်လေယာထွက်ကုံတွေကိုလည်းတင်ပို့မှုရှိနေတာပါ။ ဒါပေမဲ့တရုတ်ပြည်နယ်ဆိုအားကလက်ရှိမှာတော့မြန်မာပုဂံတွေကိုဖမ်းဆီးစစ်ဆေးမှုတွေရှိနေလို့ပုဂံတင်ပို့မှုကလည်းကျဆင်းနေပါတယ်။ဒါဟာအင်အားကြီးတဲ့နိုင်ငံကစစ်ပွဲရနိုင်တဲ့စီးနင်းထုတ်တာဖြစ်လို့ဆိုရဖွဲ့ပေါ်မှာလည်းတက်ရောက်မှုရှိလာနိုင်တယ်လို့စစ်ပွဲကြွန့်ကျင်သူတို့ကသုံးသပ်ပြောပါတယ်။သူပြပိတ်လိုက်ပြီဆိုရင်ဒီဘက်လုပ်ငန်းရှင်တွေဒုက္ခရောက်သွားတယ်။ဒုက္ခရောက်သွားရင်ဒီ effect က government ကိုသွားထိခိုက်တယ်။ဆိုတော့အင်မတန်နိုင်ငံရေးနဲ့စီးပွားရေးအတွန်တွဲနေ။နိုင်ငံရေးမကောင်းရင်လည်းစီးပွားရေးမှာသူတို့ဒုက္ခပေးလို့ရတယ်။ ဟုတ်လားစီးပွားရေးကောင်းရင်လည်းတို့ကနိုင်ငံရေးပါလိုက်ပြီးတို့တို့အကျိုးများရှိမယ်ဆိုရင်နိုင်ငံရေးပါလိုက်ပြီးတို့ကအလျှော်ပေးတာရှိတယ်ဒါကတော့နိုင်ငံရေးစီးပွားရေးတွဲနေအဲ့တော့ government လုပ်တဲ့သူတွေအင်မတန်ပါနဲ့လိမ်မှာဘူးလို့လာလို့မြန်မာနိုင်ငံစံမတင်ချုပ်ဒူဥခရာကလည်းတရုတ်စီးပွားကလက်တော်မှာဖမ်းဆီးလို့ရှိနေလို့အခြားစီးပွားတဲ့အနေနဲ့ရှာဖွေဖို့ကအခက်အခဲရှိတယ်လို့ဆိုပါတယ်။နောက်ကျွန်တော်အင်ဒိုနီးရှားနဲ့ကျွန်တော်တို့ဒါဆန်ရောင်းမကြီးလူကြီးရောင်းနေအောင်စူးစမ်းနေရရှိရယ်။နောက်တရုတ်လိုလည်းကျွန်တော်တရုတ်ရောင်းချနိုင်အောင်ဒါ ဆောက်ရဖို့အတွက်စိုးရအောင်တင်ပြထားတာရှိတယ်ဗောနော်အဲ့တော့ကျွန်တော်တို့အနေနဲ့ဈေးွက်တွေကတော့လက်ရှိတော့စူးစမ်းပြီးရှာဖွေနေကြတယ်သို့တော်လည်းပဲကျွန်တော်တို့ကအခုတည်းတော့မရသေးဘူးဗောနော်ဒါကတော့ကျွန်တော်တို့သက်ဆိုင်ရာစိုးရအဖွဲ့ခေါင်းဆောင်အနေနဲ့နိုင်ငံချင်းချင်းချင်းသွားတဲ့အချိန်မှာပဲဒါဂျီလူဂျီလက်မှတ်ထိုးနိုင်အောင်စူးစမ်းရတော့ပုံပြီးထိရောက်ပါဒါမှန်ကျွန်တော်တို့ဒီပုဂ္ဂိုလ်ရာစတာအနေနဲ့ဈေးွက်ရှာဖို့ဆိုတော့တိတ်မလွယ်ဘူးဘူဆာဒစန်တေဇီဘကိုမြန်မာစံတင်ပို့မှုက ကလာတို့ပြီးခဲ့တဲ့နှစ်နဲ့ရှင်ရင်ထောက်ဘက်ကျော်ရောကြမှုရှိနေတာပါလာတို့ရွှေထွက်ပို့ကောင်တပိုးမှုကလည်းအဖမ်းစီတွေကြောင့်ရောကြမှုရှိနေပါတယ်ခင်ဗျာကျွန်တော်တိုက်စင်ရင်းပေးပို့ထားတာပါ